purified drinking water. တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးဒီမိုကရေစီရဲ့ဆင်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု MDCF ကောင်ဆောင်ကိုထင်ကျော်ကိုကြောက်တရားတရားရုံးမှာရုံးထုတ်ခဲ့တဲ့ဒီဇင်ဘာ9ရက်နေ့မနက်မှာပဲ MDCF ဖွဲ့သားတွေဟာ မာဗနီလပန်းညံကနေကြောက်တရာတရားယုံထီလမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။ကြောက်ဦးရေစုံမုံရေကိုရေကိုရေမထောင်ချေကြကဦးရေပြည်စင်ဖြတ်သိမ်းရေကိုရေကိုရေ2008ဖွဲ့စည်းပုံခြေခံဥပဒေဖြတ်သိမ်းပေးဖို့နဲ့စစ်ဗိုလ်ချုပ်တွေခေါင်းဆောင်ပြီးကျူးလွန်တဲ့အမှုတွေပေါ် MDCF ခေါင်းဆောင်ကိုထင်ကျော်ကတရားလိုဖြစ်လျှောက်ထားတဲ့အခါလက်မခံဘဲပယ်ချလိုက်တာကြောင့်အခုလိုဆန္ဒပြခဲ့ကြတာပါ။တရားဥပဒေမစိုးမိုးနိုင်တာဟာကုံစည်းနှုံးကြောင့်လို့ဦးစန်းအောင်ဝင်းကပြောပါတယ်။ ြည်သူတွေဟာဝင်ငွေထုတ်ငွေမညီမျှလို့နေ့စဉ်ရုန်းကန်စားတောက်နေကြတဲ့အခါတခြားအရာတွေကိုစိတ်မဝင်စားနိုင်ကြတော့ဘူးလို့ပြောပါတယ်ဒီနိုင်ငံတနိုင်ငံတည်ငြိမ်ဖို့တရားဥပဒေစိုးမိုးမှုမှာဒီကုံလေးနှောင်းကြဆင်းလို့လည်းပါပါဘူးအခုလက်ရှိဆိုပြည်သူတွေကတနေ့နဲ့တနေ့သူတို့စားဖို့နေရို့ပဲသူတို့ရုံးကန်နေရ ကျန်တဲ့ကိစ္စတွေကျန်တဲ့အတိုင်းအတာတွေတို့မသိသူတို့ရတဲ့ဝင်ငွေတနေ့9000ဒါပေမဲ့သူတို့မကုန်နေတနေ့6000 9000ကုန်နေအဲ့ဒီအတွက်ဒီကိပုံစံလုံးကြီးကထပ်ပြီးကြီးနေမှာဆိုရင်ပြည်သူပြည်သူလူထုကဝင်တော့ဝင်မဖို့ဖြစ်နေတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့ကဒီပုံစံလုံးကြာစင်းရေးအတွက်ကိုကျွန်တော်တို့တောင်းဆိုတာဒီဆန္ဒပြပွဲမှာတော့2008အခြေခံဥပဒေဖျက်သိမ်းရေးစစ်ဘုရုပ်တွေကျူးလွန်တဲ့အမှုမှန်ပေါ်ပေါ်ရင်းနဲ့ကုန်စည်နှုန်းကျဆင်းရေးစတဲ့ကြွေးကြော်သံတွေနဲ့ဆန္ဒပြခဲ့ကြတာပါကုန်စည်နှုန်းကျဆင်းရေး ကာဇဝင်းမှုကျွလို့သောစစ်ပုံကြောင့်တဖန်စီရေဝီမြရဲ့လက်ကန်းစာဆောင်မိတ်ဖြူတွေမှာတော့ကုထင်ကျော်ကတရားလိုပြပြီးမြောက်ကလာပါတရားရုံကိုရှောက်တင်ထားတဲ့စာရီလဲပါဝင်ခဲ့ပါတယ်။လက်ရှိအချိန်မှာကုံစင်းနှုံတွေတက်နေပြီးပြည်သူတွေဒန်းလူညီမျှစွာစားတောက်နိုင်ဖို့ကုံစင်းနှုံတွေရှော့ချပေးစီလိုတာကြောင့်ကုံစင်းနှုံကြဆင်းရေးကိုထည့်သွင်းဆန္ဒပြရတယ်လို့ကုကျော်စင်လက်ကပြောပါတယ်။ နှုံးကတော့သူကပြောမလဲဆိုတော့ဒါကြီးတော့ပြောမယ်ကျွန်တော်တက်တော့တက်နေတာကိုကိုင်းနှုံးကြီးကတော့ချင်းလုံးပြောရင်ကျွန်တော်ကီကူကြီးကလည်းမတက်နိုင်တော့အောင်တက်နေတာဒါပေမဲ့တချို့ဆင်းရဲမောတေနေတဲ့ကီကူကြီးအများကြီးလမ်းမရေခဲရောင်းတဲ့ဈေးတွေတွေရှိတယ်လမ်းမကကစုံတော်တွေကိုပြီးရောင်းနေတဲ့ဈေးတွေတွေလည်းရှိတယ်အဲ့တော့ဒီဟာလေးတွေရောင်းစားပြီးတော့ဒီသားကြီးရဲ့စိုက်ဝတ်နေကိုပြင်ရှင်းနေရတဲ့အပေါ်မှာဒီလောက်ကြီးတက်နေတော့ကိုင်းနှုံးကအဲ့တော့ကျွန်တော်ကဒီအများကြီးတူတော့ပြီးတော့ဒါကိုကိုင်းနှုံးလေးတွေကို ချလို့ရလို့ရှိရင်တန်းတန်းတလုံးချပေးဖို့ပြောဖို့ဒါကြီးလည်းကြောက်ဖို့မဟုတ်ဘူးလေလမ်းလူကြီးများစားသုံးနိုင်အောင်လို့ပုံစံတော့အဓိကစားသုံးပုံပါစားသုံးပုံကအဓိကအရေးကြီးတော့